်မင်္ဂလာပါအားလုံးကိုယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်ဒီကနေ့ကျွန်တော်ဝင်းမြပေးခြင်းတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ရဲ့ဘဝရဲ့လမ်းမှာပေါ့နော်အခက်ခဲအသားစီးအနောက်ရှက်တွေရှိပါတယ်ဒါပေမဲ့အဲ့ဒီအခက်ခဲတွေအဲ့ဒီအသားစီးတွေအဲ့ဒီအနောက်ရှက်တွေကကျွန်တော်တို့ကိုစိတ်ပြက်စေတယ်ကျွန်တော်တို့ကိုကြောက်လန့်စေတယ်ကျွန်တော်တို့ကိုတောခရောက်စေတယ်ကျွန်တော်တို့ကိုရှေ့ဆက်လို့မရအောင်တားဆီးပြီးမှကျွန်တော်တို့ကိုရှေ့ဆက်ခြင်းစီမရှိအောင်စီးထားပါတယ် မဖျားသားသမီးယုံကြည်သူဆိုတာကအဲ့အခက်ခဲကိုကြည်ပြီးမှအနောက်ကိုလန်ကျသွားတဲ့သူမဖြစ်ရအောင်ဖျားသားသမီးဆိုတာကဖျားနဲ့အတူမုံတိုင်းလေးကိုဖျက်ရတာဖြစ်ပါတယ်ဖျားနဲ့အတူမုံတိုင်းလေးကိုဖျက်ပြီးမှအဲ့ဒီမုံတိုင်းထဲမှာညင်တက်ခြင်းအပြင်းနဲ့ရှောက်လန်းနိုင်တဲ့သူဖြစ်ရမှာဖြစ်ပါတယ်ဒီနေ့ယုံကြည်သူတော်တော်များများဟာပြဿနာတစ်ခုခုအခက်ခဲတစ်ခုခုကြုံတဲ့အခါမှာစိတ်ပြတ်ကြတယ်စိတ်တက်ကြကြတယ်အားငယ်ကြတယ်ဘာဖြစ်လို့လဲဆိုရင်သူတို့ဟာ သူတို့ရဲ့ပြဿနာသူတို့ရဲ့အခက်အခဲသူတို့ရဲ့နာကျင်မှုတွေကိုပဲသူတို့အယံအာယုံစိုက်ပြီးမှကြည့်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဖယားတခင်ဟာ ကျွန်တော်တို့အတွက်ပန်းနိုင်အောင်မြင်မှုထားထားပေးတယ်ဒါပေမဲ့အဲ့ဒီပန်းနိုင်အဲ့ဒီအောင်မြင်မှုဆိုတာလွယ်လွယ်နဲ့ရတာတော့မဟုတ်ပါဘူးအဲ့ဒီရဲ့ရှေ့မှာအသားစီးတွေရှိတယ်အနောက်ဆက်တွေရှိတယ်ကျွန်တော်တို့ကိုဟိုအမြင့်ဆုံးကနေအောက်ဆုံးကိုပြုတ်ကျအောင်တွန်းချမဲ့အရာတွေအများကြီးရှိတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရာတွေရဲ့နောက်မှာဖျားပြင်ဆင်ပေးထားတဲ့လက်ရာရှိတာဖြစ်ပါတယ်ဒီကနေ့တော်တော်များများယုံကြည်သူတွေကအဲ့ဒီနေရာကိုမရောက်ကြအောင်အဲ့ဒီအောင်မြင်မှုမရကြအောင်အဲ့ဒီချမ်းသာခြင်းအဲ့ဒီကြွယ်ဝခြင်းကောင်းခြင်းကိုမခံစားရအောင်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေက အခက်အခဲကိုပဲအရန်ကြည့်တဲ့အကြောင်းဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူဖြစ်တဲ့ကျွန်တော်တို့ကပြဿနာတွေကိုအရန်ကြည့်တယ်။အခက်အခဲတွေကိုအရန်ကြည့်တယ်။နာကျင်မှုတွေကိုပဲတရားတအားအာယုံစိုက်လွန်းနေဆိုရင်တေချာပေါက်ကျွန်တော်တို့ဟာဖယားတခင် ထားတဲ့ပန်းနိုင်ဖယားထားတဲ့အောင်မြင်ခြင်းဖယားထားတဲ့ကြွယ်ဝခြင်းနဲ့ကျွန်တော်တို့ကလမ်းလို့ရမှာဖြစ်ပါတယ်။ကျွန်တော်တောလျာကျမ်းအခန်းကြီး73ကျွန်တော်ကြည့်မယ်ဆိုရင်တခန်းလုံးကိုကျွန်တော်ဖတ်ကြည့်မယ်ဆိုရင်ဖယားဟာဣတလလူမျိုးတွေကိုဂတိတော်နဲ့ ဆိုင်တဲ့ပီဖြစ်တဲ့နို့နဲ့ပြိုင်စီတဲ့ပီကိုဂတိတော်နဲ့အညီပေးထားပြီးသားဖြစ်တယ်။ဒီနို့နဲ့ပြိုင်စီတဲ့ပီဟာငါသားသမီးတွေဖြစ်တဲ့အစ်တော်လူမျိုးတွေမင်းတို့အတွက်ဖြစ်တယ်လို့ဖခါကဂတိပေးပြီးသား။အဲ့တော့အစ်တလူမျိုးတွေရဲ့လက်ထဲမှာနုနဲ့ပြားရစီရဲ့ပြီကိုမရတည်ဘူး။ဒါပေမဲ့သူတို့ဘာရင်ရထားပြီဆိုဂတိတော်ရထားပြီတာ။အဲ့တော့ဂတိတော်ရထားပြီတဲ့ဖခါကဘာပြောလဲဆိုအစ်တလူမျိုးတွေကိုတွားပြီးမှအဲ့ဒီနုနဲ့ပြားရစီရဲ့ပြီကိုတိမ့်ပိုက်ပါ။ မင်းတို့တိမ့်ပိုက်နိုင်တဲ့အခွင့်ငါပေးမယ်တိမ့်ပိုက်နိုင်တဲ့အစွမ်းကိုလည်းငါပေးမယ်နောက်တစ်ခုစိတ်မပူနဲ့ဒီအမှုအရာမှာငါဦးဆောင်မယ်အလုံးလုံးမှာဖြစ်တယ်ဆိုရင်ဖခင်ကသူ့ရဲ့တာသမီတွေကိုဂတိပေးထားတယ်ပြည့်ရှင်ဖြစ်ပါတယ်အဲ့တော့အစ်တူလူလူမျိုးတွေကလက်ထဲမှာဘာမှမရပြီမင်းတို့မှာဂတိတော်ရထားပါတယ်ဒီကနေ့ဖခင်တာသမီဖြစ်တဲ့ကျွန်တော်နဲ့တင့်ရတတ်တာမှလည်းအခက်အခဲတွေဘယ်လောက်ပဲရှိပါစေ၊နာကျင်မှုတွေဘယ်လောက်ပဲရှိပါစေ၊ပြဿနာတွေဘယ်လောက်ပဲရှိပါစေ ကျွန်တော်ဖရာရဲ့ဂတိတော်ရထားဖို့သိအရေးကြီးတာဖြစ်ပါတယ်ဖရာရဲ့ဂတိတော်ရထားတဲ့ဖရာသာသမီဟာစိုင်းတော်လည်းမျိုးနေတော့နောက်မကြပဲအေကံအမန်ရောက်မယ်အဆအုံနဲ့တင်းငယ်တော့လည်းအဆုံးနဲ့အလွန်ကြီးထွားရတဲ့အခွင့်ဖရာတခင်ကပေးမှာဖြစ်ပါတယ်အဲ့တလလူမျိုးတွေကဖယားဂတိတော်ရတဲ့မှာသူတို့ဘာလုပ်လဲဆိုရင်နို့နယ်ပြားရစီရဲ့ပြီကိုသွားပြီးမှတရှုစနှစ်ယောက်ကို မောရှိကကင်းထောက်ဖို့ရန်အတွက်လွတ်လိုက်ပါတယ်တို့တော့ ပြန်လာတဲ့အခါမှာဆယောက်ကပြောလဲဆိုမောရှိဆရာမောရှိကျွန်တော်တို့တွားကြည့်တဲ့အဲ့ဒီအီဒလပီကအတင်းတွေကတော့အကြီးကြီးရှယ်ပဲဗျာကောင်းကြီးတွေကတော့ရှယ်ပဲဗျာဒါပဲမဲ့ဗျာအဲ့ဒီပီမှာရှိတဲ့တူတွေရဲ့လူတွေကအယံကိုအင်အားကြီးရယ်အာနကလူမျိုးလူတန်ကြီးတွေကအဲ့ဒီမျိုးမှာရှိတယ်သူတို့စောက်ထားတဲ့အဲ့ဒီရေတော်ခေါမျိုးဆိုတာကလည်းအင်မတန်ကိုခိုင်ခန့်တယ်ကျွန်တော်တို့မဖြစ်နိုင်မှုထင်နေလို့ဆိုပြီးမှသူတို့ဟာ သူတို့ရဲ့ကောင်းကြီးကိုသူတို့ကဘလို့ကြည့်လဲဆိုရင်အခက်အခဲလို့ကြည့်တာဖြစ်ပါတယ်ကျွန်တော်တို့တော်တော်များဒီနေ့ခရီးပေးတဲ့ကောင်းကြီးတွားနေတဲ့လမ်းယုံကြည်ခြင်းနဲ့ရှောက်နေတဲ့လမ်းမှာအခက်အခဲကိုကျွန်တော်ကအခွင့်အလမ်းလို့မြင်ဖို့တည်အရင်ကြည့်တာဖြစ်ပါတယ်ဒါပေမဲ့အစ်တော်လူမျိုးတွေဘာပြောလဲကျွန်တော်တို့အဲ့ဒီလူတွေမနိုင်နိုင်ဘူးကျွန်တော်ကသူတို့ရဲ့ရှေ့မှာနန်ကောင်ဖြစ်တယ်နန်ကောင်စိတ်သက်မွေးတာဖြစ်ပါတယ် နံကောင်စိတ်သက်ဆိုဘယ်လိုမျိုးလဲဆိုရင် တခုခုကြုံတိုင်းပြဿနာတခုခုကြုံတိုင်းအခက်အခဲတခုခုကြုံတိုင်းမှာဟာဒီအရာတွေတက်နေဖခင်ကောက်ဘယ်လိုအောင်မြင်ချင်းပေးမလဲဒီအရာတွေတက်နေငါ့ကိုဖခင်ဘယ်လိုကြုံလွားစေမလဲဆိုရင်စိတ်မရှိပဲနဲ့တခုခုဆိုရင်ငါကတုံးစားလို့မရဘူးငါကအောင်မြင်မှာမဟုတ်ဘူးငါကဖြစ်နိုင်မှာမဟုတ်ဘူးငါကဖြစ်ထုံးမဲ့လို့မဟုတ်ငါကတော့ဆိုရင်အနှုံးလက္ခဏာတအားတွဲတူကနံကောင်စိတ်သက်ရှည်လို့ဖြစ်ပါတယ်ဒီနေ့နံကောင်စိတ်သက်မမွေးဘူးတိတ်အရေးကြီးတာဖြစ်ပါတယ်ကမမရေးခဲ့ပြီပါနံကောင်စိတ်သက်မမွေးဘူးတိတ်အရေးကြီးတာဖြစ်တယ်လို့ကမမ ရေးခဲ့ပြီပေါ့အဲ့တော့ကြည့်ဂတိတော်ဖခင်ကဘလောက်ပဲပြီးပြီးအစ်တော်လူမျိုး၁၀မျိုးကဘလို့ပြောလဲဆိုရင်မနိုင်နိုင်ဘူးလို့ပြောတယ်ဖခင်ကပြောတယ်မင်းတို့ကအဲ့ဒီတိုင်အဲ့ဒီပြည်နဲ့ငါပြီးပြီးတာမင်းတို့ကအနိုင်ယူမဲ့သူမင်းတို့ကအောင်မြင်မဲ့သူဖြစ်တယ်ဖခင်ကဂတိပေးဒါပေမဲ့သူတို့ဘလို့ခံယူလဲသူတို့ကိုသူတို့မနိုင်နိုင်ဘူးအောင်မြင်မှာမဟုတ်ဘူးငါတို့ဟာသူတို့ရဲ့ရှေ့မှာနှံကောင်းလို့ပဲငါတို့ကြရှုံးမှာဖြစ်တယ်သူတို့ကခံယူတယ်ဒီကနေ့ကျွန်တော်ဒီမှာတစ်ခုဖွင့်ပြခြင်းတယ် ကျွန်တော်ယုံကြည်သူတွေဘလောက်ပဲဘုရားကအောင်မြင်စေမယ်ကြွယ်ဝစေမယ်တင့်ကိုဘုရားချီးမြှောက်မယ်ပြောပြောလေးတင့်ရဲ့နှလုံးသားထဲမှာလေနှံကောင်စိတ်တက်ရှိနေတွေ့တင်အဲ့ဒီဘုရားချီးမြှောက်မယ် level ကိုမရောက်နိုင်အောင်ဒါကျွန်တော်ချစ်လို့ပြောတာပါအဖြစ်လို့လေဘုရားဘလောက်ပဲဂတိတော်ပေးထားပေးထားတင်တို့ကိုတင်တို့ကဘလို့ပဲတွေးနေလဲဆိုရင်တေးတိမ်နေလို့တေးငယ်နေလို့နော်ကြာရှုံးနေလို့ဖြစ်တင်တို့တွေးနေတဲ့အတွက်ကြောင့်ဘုရားတင်တို့ကိုကောင်းချီးပေးလို့မရအောင်ဖြစ်ပါတယ်ဒီနေ့ အစ်တလူမျိုးတွေချင်းဂတိတော်ရထားဒါပေမဲ့သူတို့ဘာလို့လဲဆိုတော့ငါတို့မနိုင်နိုင်ဘူးငါတို့ရဲ့ရှင်မပြတ်တနာတဲ့အရင်ကြီးရသူတို့ကခံယူတယ်ဒါကြောင့်သူတို့နံကောင်စိတ်တဲ့နဲ့သူတို့မတိုက်ခိုက်နိုင်အောင်ဖခင်အင်မတန်စိတ်စိတ်ဆိုးတယ်ဘာဖြစ်လို့လဲအဲ့ဒီစိတ်တက်မွေးတဲ့သူတွေကဖခင်ကိုမယုံနိုင်တဲ့သူတို့ပဲဒါကြောင့်ဖခင်အင်မတန်စိတ်ဆိုးပြီးမှမောရှိနေတဲ့အတူအစ်တလူမျိုး session နဲ့အထက်တွေအားလုံးကခံနိုင်ပြီးမဝင်စားခဲ့ရအောင်ယောရှုနဲ့ကာလန်နဲ့ session နဲ့အောက်တွေကပဲဝင်စားခွင့်ရတာဘာဖြစ်လို့လဲနံကောင်စိတ်တက်မွေးလို့အဲ့ကြည့် ကျန်တဲ့လူတွေအားလုံးမဖြစ်နိုင်ဘူးမတတ်နိုင်ဘူးပြောတဲ့ချိန်မှာဖယားရဲ့လူဖြစ်တဲ့ယောရှုနဲ့ကာလကပါပြန်သွားတိမ့်ပိုက်ကြရအောင်ငါတို့နိုင်နိုင်နေဖယားလည်းငါတို့ကတိတော်ပေးထားပြီလားအဲ့ဒီအာနန္ကရရေရခေါမျိုးကဖယားတခင်ရှင်မှာပပလေးပဲချိနော်တူညီရဲ့တက်တနာပဲကြုံကြတာပဲတူညီရဲ့အခက်အခဲကိုပဲသူရင်ဆိုင်ရဒါပေမဲ့ကျန်တဲ့၁၀ယောက်ကဘာဖြစ်လို့အနုလက္ခဏာပြောပြီးမှဒီနှစ်ယောက်ဖြစ်တဲ့ယောရှုနဲ့ကာလကဘာဖြစ်လို့တတ်နိုင်နေလုံနိုင်နေအောင်မြင်မယ်ဆိုစင်ကသူတို့ပြောရတာလေ သူတို့ပြက်တနာမကြုံလို့လည်းမဟုတ်ဘူးသူတို့အခက်ခဲမကြုံလို့လည်းမဟုတ်ဘူးအတူတူကြုံကြတာဒီပြက်တနာသူတို့လူမျိုးစုအားလုံးကြုံရတာဒါပေမဲ့ဘာဖြစ်လို့ယောရှုနဲ့ကာလကပဲကွက်ပြီးမှစိတ်တက်ကြွနေရတယ်အောင်မြင်မဲ့ဆက်ခံစားခြင်းရှိနေရတာလေသူတို့ကဖခင်ရဲ့ဂတိတော်အပေါ်မှာယက်တည်တာဒီနေ့မိတ်ဆွေနဲ့ကျွန်တော်အပါဝင်ကဘာပေါ်မှာရှိလူတိုင်းမှာပြက်တနာကိုစီရှိကြတယ်ပုံစံမတူတဲ့အခက်ခဲကိုစီရှိကြတယ်လူတိုင်းကတော့ကိုယ့်ပြက်တနာအကြီးဆုံးကိုယ့်အဒုက္ခကတော့အနာကျင်ရဆုံးလို့ထင်ပေမဲ့လူတိုင်းကတုခံစားခြင်းနဲ့တူတယ် နာကျင်နေရတာပဲသူ့ရဲ့အခက်ခဲနဲ့သူတို့တိုင်ပတ်နေတယ်ရှုပ်ထွေးနေတယ်နော်သူ့ရဲ့ဝေဒနာနဲ့သူနာကျင်နေရတချို့အိမ်တော်ရင်းစင်မပြေဘူးတချို့ငွေကြီးစင်မပြေဘူးတချို့မိသားစုတွေတယောက်ပါသွားတယ်နော်အာရေကြီးတွေပါသွားတယ်စစ်မှတ်ကြောင်းမလို့တဝဲတပြားဖြစ်သွားတယ်ရင်နာစရာဇလန်းနေရလူတိုင်းမှာကိုယ်စီရှိတယ်နာကြီးစရာတွေအများကြီးရှိဒါပေမဲ့တချို့တော့ယုံကြည်တယ်အဲ့ဒီလိုနာကျင်စရာအဲ့ဒီလိုအခက်ခဲတွေကြားတဲ့ကနေသူအောင်မြင်လာတယ် ကျွယ်ဝလာတယ်။အဲကျွန်တော်အများကြီးကြားဘူးတချို့ဆိုငွေကြီးအရန်ချုပ်တဲ့လူရှိတယ်။ကျုပ်တလုံးမီတာစုတစုစားတာအဖေဖြစ်တဲ့သူကမစားရဲလို့တာသမီတွေကိုထမင်းစားခဲ့ပြီးပြီးအပြင်ကနေစားခဲ့ပြီးဆိုရင်လိန်ပြောပြီးမှဒီကျုပ်တလုံးကိုမီတာစုနော်၃ယောက်၄ယောက်အတူတူစားတယ်။ဒါပေမဲ့အခုသူတို့ရင်ဘောကိုပြန်ကြည့်မယ်ဆိုရင်သူတို့ကျွယ်ဝနေတယ်။နော်အရင်တော့တိစောက်ချင်းလုပ်ငန်းတွေမှာယာကြီးပန်းထောင်ကြီးပန်းသူတို့ပါဝင်နေတယ် မှုတော်ဆောင်တို့ထောက်ပံ့နိုင်တယ်သူတို့ကြွယ်ဝလာတယ်တချို့အရင်တော့မပြောရှင်ရအောင်နာကျင်ရတယ်ပြဿနာရင်ကြုံရလို့ရှင်ဒါပေမဲ့သူတို့အခုသူမျိုးပြန်အားပေးတဲ့သူတွေဖြစ်နေအရင်တော့သူတို့ကြည်လိုက်အမြင်နဲ့စိတ်ညစ်နေသူတွေအခုချင်းသူမျိုးပြန်တိဆောက်ပေးနေတယ်သူတွေဖြစ်နေနေပယ်တခုခုမှတို့အောင်မြင်နေကြတယ်တချို့ကျတော့လည်းလိုမဟုတ်အရင်ကလည်းဒီပြဿနာကြုံတယ်အခုလည်းဒီပြဿနာတွေထဲမှာပဲနစ်မြုပ်ပြီးမှမလွတ်မြောက်အဲ့ဒီပြဿနာကဝါမျိုးကျုံခံရတယ် ဘာကွာတော့လဲအဲ့ဒီတူညီတဲ့ပြဿနာကိုရင်ဆိုင်နေကြရင်ကျွန်တော်ညီကိုရဲ့ထဲမှာတချို့ဟာဖခင်ရဲ့ဂတိတော်ပုံမှာယက်တည်တာငါအမြဲတမ်းစင်းရဲနေမှာမဟုတ်ဘူးငါအမြဲတမ်းကြာရှုံးနေမှာမဟုတ်ဘူးငါအမြဲတမ်းဘဝပြတ်နေမှာမဟုတ်ဘူးငါရဲ့အစင်မပြေမှုတွေငါရဲ့နာကျင်မှုတွေငါရဲ့ငိုကြွေးရခြင်းတွေကခဏပဲဖခင်တခင်ကငါ့မှာဂတိရှိပြီးတာဂတိတော်ရှိပြီးတာငါဟာတချိန်ကျရင်ငါချမ်းသာမယ်တူငါအောင်မြင်မယ်တူငါ့ကိုဖခင်က ကြိုးဝမ်းမဲ့ကောင်ကြီးပေးထားပြီးတာငါအခုဒီပြက်တနာရင်ခဏပဲရင်ဆိုင်ရတာအခုငါအာနာကလူမျိုးလူငါခဏရင်ဆိုင်အခုငါရေတော်ခုံးမျိုးကြီးကငါရှိမှဘလောက်ပဲမမမမတ်ကြီးရှိပါစေငါဖခင်ကောက်ပြောပြီးတာငါဟာအောင်မင်းမဲ့တူလူပြောပြောတာဖြစ်တဲ့အတွက်ကြောင့်ငါဖခင်ငါနဲ့အတူရှိရင်အဲ့ဒီရေတော်ခုံးမျိုးဆိုငါရှိမှဘာမှမဟုတ်ဘူးဆိုလိုချင်တဲ့အိပဲဒီလိုပဲကျွန်တော်တို့ရဲ့ပြက်တနာကျွန်တော်တို့ရဲ့အခက်အခဲဘလောက်ပဲကြီးကြီးဖခင်ရဲ့ဂရုတော်ရှိတယ်ဆိုရင်ဖခင်ကကျွန်တော်ရဲ့အတူရှိတယ်အဲ့ဒီပြက်တနာဘလောက်ပဲကြီးကြီးအဲ့ဒီဘာမှမဟုတ်ဘူး ကျွန်တော်တို့ရဲ့ရှေ့မှာအဲ့ဒီအခက်အခဲတွေကဘာမှမဟုတ်တော့ဘာဖြစ်လို့လဲအဲ့ဒီပြဿနာအဲ့ဒီအခက်အခဲတွေကြီးမြတ်တဲ့ဖခင်ကျွန်တော်အပေါ်မှာရှိနေကြောင်းဖြစ်ဒါကြောင့်ကျွန်တော်အားပေးခြင်းညီကောင်မတို့အခက်အခဲတွေပြဿနာတွေကြုံနိုင်နေအာငါမရင်ဆိုင်တဲ့ဟုတ်ဆိုအနှုတ်လက္ခဏာတွေအပြတ်တွေမှမစင်စားပါနဲ့ဖခင်တခင်ရဲ့ဂတိတော်ကိုရက်တည်ပြီးမှငါအောင်မြင်မှာငါကျွယ်ဝမှာငါရှင်တန်နိုင်အောင်မှာငါတာရိတ်ငါတိထမကငါကောင်းကြီးခံစားအောင်မှာဆိုရင်ရှုမြင်တဲ့အကြည့်ကျွန်တော်တို့အမြင် ျွန်တော်တို့ကွဲပြားနေဖို့တိတ်အရေးကြီးတာဖြစ်ပါတယ်။အဲဒါကြောင့်ဖယားရဲ့ဂတိတော်ပေါ်မှာယက်တီပြီးမှလုတ်ကင်ပါ။ဒီနေ့အဲ့ဒီပေါ်မှာယက်တီရဲ့သူကြီးလိုက်။သူတို့ကြီးလိုက်ဝမ်းမြောက်တယ်။ဟာပြဿနာမရှိလို့မဟုတ်ဘူး။အခက်အခဲမရှိလို့လည်းမဟုတ်သူတို့ကြီးလိုက်ရွှင်လန်းနေပေါ့ပါနေဘာလို့လဲ။ဂတိတော်ပေါ်မှာယက်တီထားခါသူအနာကက်ကိုစိတ်ချတယ်။ကျွန်တော်တိုင်စကားလေးဒီစကားလေးထပ်ပြောမယ်နော်။ဂတိတော်ပေါ်မှာယက်တီတို့ကအနာကက်ကိုစိတ်ချတယ်။ဒီချိန်မှတင်ဘာမှမရှိခြင်းလည်းမရှိဘူး။ ဘာမှတင်မဖြစ်ထွင်းလည်းမဖြစ်ထွင်းဒါပေမဲ့ဖခင်ကတင့်ကိုမပစ်ထားဘူးလို့တင်ယုံတယ်ဖခင်တင့်ကိုမစွန့်ဘူးဆိုရင်နှုတ်ကပတ်ကဂတိတော်တင်ကင်ဆွဲထားတယ်ဆိုရင်တင်ခုချင်မှာခက်ခဲရှိတယ်တင်ပြဿနာရှိတယ်တင်နာကျင်မှုတွေရှိနေမယ်တင်ကလည်းအနာဂတ်ကိုစိတ်ချတယ်ဘာလို့လဲတင့်ဖခင်ကတင့်တော့အကုန်လုံးစီစဉ်ပေးမှတင်ကတည်နေလို့ပဲဖြစ်ပါတယ်တော့ခြေတော်ညီကမောင်တော်မလို့ကျွန်တော်အားပေးခြင်းတယ်ကျွန်တော်တို့ဖခင်ရဲ့ဂတိတော်မှာယက်တည်ပြီးမှဒီမုံငိုင်းနေကြတယ်ဒီအမောင်ထုတ်နေကြတယ်ဒီအခက်ခဲတွေခြားထဲမှာကျွန်တော်တို့ရင်ဆိုင်သွားကြရအောင် ပြဿနာတွေအနောက်ဆက်တွေစိတ်ပြက်ဆိုင်လို့မမြင်မင်းနဲ့အဲ့အရာတွေကငါကြော်လွားနိုင်တဲ့အရာတွေငါရဲ့ရှေ့မှာဒါတွေကဘာမှမဟုတ်ဘူးငါဖះငါကတိတော်ပေးထားတယ်ငါဖះကအဲ့ဒီပြဿနာတွေပူကြီးမြတ်တယ်ဆိုဝန်ခံပြီးမှနေ့ရက်တော့ကျွန်တော်ဖြတ်တန်းကြရအောင်အားလုံးကိုဖះတကယ်နှုတ်ကပတ်တော်ဖြင့်စကားပြောပြီးကောင်းချီးပေးပါစေ thank you